ဒီနေ့ကြံလေးရဲ့ခေါင်းစဉ်ကတော့စိတ်ထားပန်းဝူးရင်မင်းရဲ့စိတ်ထဲမှာပန်းဝူးရင်တခုရှိတယ်။အဲ့ဒီဝူးရင်နဲ့မှာဘာပန်းတွေစိုက်မလဲ။အညိုတင်းနဲ့မနာလိုခြင်းလို့စူးပင်တွေလား။ဒါမှမဟုတ်မေတ္တာနဲ့စေတနာလိုရင်းနဲ့သင်းနဲ့ပန်းတွေလား။စိတ်ပြိုးသူကမင်းကိုယ်တိုင်ပဲ။မကောင်းတဲ့အတွေးကိုရေမလောင်းပါနဲ့။ကောင်းတဲ့လေးချက်တွေကိုဗီရိုးစိုက်ပြုစုပါ။ ။တန်းကောင်းတွေပွင့်လာတဲ့အခါမင်းရဲ့ပတ်ဝန်းကျင်တစ်ခုလုံးရင်းနဲ့သိမ်းနေလိမ့်မယ်။ဘဝဆိုတာရုံစုံမှန်တစ်ချက်လိုပဲ။မင်းကပြုံးပြရင်သူကပြုံးပြမယ်။မင်းကမျက်မှောင်ကျုပ်ရင်သူကမျက်မှောင်ကျုပ်မယ်။ပေးလိုက်တဲ့အရာက ပြန်ရလိုက်တဲ့အရာဖြစ်မယ်။ရိုးရှင်းတဲ့တရားတစ်ခုကိုတတိယပါ။စိတ်မှန်တဲ့မြစ်တဟာစိတ်မှန်တဲ့ရှမ်းသာခြင်းကိုပြန်ယူလာပေးလိမ့်မယ်။အပြင်းပန်းကိုမကြည့်ပါနဲ့။ လူတရားရဲ့ဥပစာဂုံဘုတ်ဥစ္စာရဏဒါရဟအမြဲတမ်းပြောင်းလဲနေတဲ့အရေးတူပဲသူတို့ရဲ့စိတ်ထားကိုကြည့်ပါယောသားချင်းနဲ့ရှင်တဲ့စိတ်ထားဟာတန်ဖိုးမဖြစ်နိုင်တဲ့ရွှေလိုပဲအဲ့ဒီရွှေကိုမဖန်နေဆိုရင်ဘယ်ဆင်းဒုက္ခကမှမင်းကိုအမှန်တကယ်မထိခိုက်နိုင်ပါဘူးမင်းဟာလောကကြီးရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်မင်းရဲ့လောက်ရလေတစ်ခုကနေစပြီးပတ်ဝန်းကျင်ကိုပြောင်းလဲနိုင်တယ် ။နေရာရာတိုင်းကိုပေါ်ပါစွာလက်ခံလိုက်ပါ။စတရားကိုယုံကြည်လိုက်ပါ။ဒီစိတ်ထားတန်းဝင်မှာမင်းပျော်ရွှင်နိုင်ပါစေ။